လေရင်ဖြင့်ဒီပခီသွားမိသူများအတွက်တပတ်ကျော်ခတ်ဖြစ်ပုံဖြစ်နည်းလေးကိုပြပြပေးသွားပါမယ်ရှင်။အားလုံးမင်္ဂလာပါရှင်။ကျမတို့ဒီဗိုက်ပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နိုင်ငံတကာကိုလေရင်စီးပြီးထွက်ခွာရမယ်ဆိုရင်ရန်ကုန်လေဆိပ် immigration မှာပေးအပ်ရမယ့်တပတ်ကျော်ခတ်ကိုအစဉ်ပြေပြေမြန်မြန်ဆက်ဆံဖြစ်နိုင်ဖို့အတွက်လိုအပ်တဲ့အချက်၁၈ချက်ကိုအသေးစိတ်ပြပြပေးပါမယ်ရှင်။ check in counter မှာ luggage app ရနဲ့လေရင်လက်မှတ်နဲ့အတူတပတ်ကျခတ်ကိုရရှိပါမယ်။ အချင်းကုံတက်တာစီရင် immigration ကိုမဝင်ခင်မှာပဲဒီကတ်ကိုတခါတည်းဖြည့်ထားတင်ပါရရှင်။ departure card တွင်ဖြည့်သွင်းရမည့်အချက်၁၈ချက် flight number မိမိစီးနေမည့်လေယာဉ်နံပါတ်ဥပမာလေယာဉ်လက်မှတ်ပေါ်မှာ AM501 last day of arrival မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာမည့်နေ့ဆွဲကိုအပြန်လေလက်မှတ်ဖြတ်ထားသည့်နေ့ကိုဖြည့်ပါ family name အဖေအမည်ဒို့မဟုတ်အမျိုးအမည်ကိုဖြည့်ပါရှိမှသာဖြည့်ပါနော် first name မိမိအိနာမည်အရှိပိုင်းကိုဖြည့်ပါဥပမာဒူရာမိဒန်နိုင်မှာမိမိအိအလဲကနာမည်ကိုဖြည့်ပေးရပါမယ်ဥပမာနိုင် mail နေရာမှာမိမိကယောက်ျားလေးဖြစ်ပါက mail ကိုအမှန်ချစ်ပေးရပါမယ် female မိမိက main ကလေးဆိုရင် female ကိုအမှန်ချစ်ပေးရပါမယ်နော် passport number နေရာမှာမိမိနိုင်ငံကိုလက်မှတ်မှာပါတဲ့နာမည်ကိုထည့်ပေးရပါမယ်ဥပမာ MF123456 Place of issue နေရာမှာ passport စာအုပ်ထုတ်ပေးတဲ့နေရာကိုဖြည့်ပေးရပါမယ်ရှင် ။ Date of issue မှာကြတော့ passport စာအုပ်ထုတ်ပေးတဲ့ရက်စွဲကိုဖြည့်ရပါမယ်နော်။ passport စာအုပ်ထဲမှာပါပါတယ်ရှင်။ Nationality နေရာမှာမြန်မာလို့သာဖြည့်ရပါမယ်။ Occupation နေရာမှာတော့မိမိဤလက်ရှိအလောက်ကန်ကိုဖြည့်ပေးရပါမယ်။ Visa number နေရာမှာ visa နဲ့သွားရောက်သူများသာဖြည့်ပေးရပါမယ်။ပုံမှန် free visa 14ရက်နဲ့သွားရင်တော့ဖြည့်စရာမလိုပါဘူးနော်။ Date of issue နေရာမှာကြတော့ visa ဖြင့်သွားသူများသာ visa ထုတ်ပေးရရက်စွဲကိုဖြည့်ပေးရပါမယ်။ ID ကနံပါတ်နေရာမှာမိမိရဲ့မှတ်ပုံတင်နံပါတ်ကိုရေးပေးရပါမယ်။ Father line နေရာမှာမိမိ၏အဖေနာမည်ကိုထည့်ပေးရပါမယ်။ Address in မြန်မာမှာကျတော့မိမိ၏မြန်မာနိုင်ငံရှိ နေရာလိပ်စာအပြည့်အစုံကိုဖြည့်ပေးရပါမယ်။ Signature နေရာမှာမိမိရဲ့ passport စာအုပ်ထဲမှာထိုးထားတဲ့လက်မှတ်ကိုထိုးပေးရပါမယ်ရှင်။ခရီးသွားမိတ်ဆွေများအားလုံးတပတ်ကြာခတ်ကိုအမှားအယွင်းမရှိဖြစ်ဆွနိုင်ပြီးစိတ်ချမ်းသာစွာခရီးထွက်နိုင်ကြပါစေကြောင်းဆန္ဒပြုလိုက်ပါရရှင်။ခရီးစဉ်တစ်လျှောက်အဆင်ပြေချောမွေ့ကြပါစေ။ ဒီဗီဒီယိုလေးကိုကြိုက်နေသက်တဲ့ဆိုရင်တော့ like and share လေးလုပ်ပေးသွားကြပါအောင်နော်